တတတန်မင်္ဂလာပါမိတ်ဆွေတငယ်ချင်းတွေကြည့်ပါဦးပန်းခိုင်ရာကျွန်တော်မျက်နှာထဲတော့ပုံပြီးကြီးတယ်ဟမ်ဒီပန်းကတော့ကျွန်တော် Cleodendron Panicula Tan ဆိုတဲ့ပင်လေးပဲဖြစ်ပါတယ်။ဒါကတော့ Bagoda Flower လို့လည်းခေါ်ကြပါတယ်။အအနံ့တော့တအားကြီးဟိုစားအမေရောဘောနော်။အနံ့တော့သူကမရှိဘူး။အဲတိုင်းတော့ဒီပင်ပုံစံလေးရကြည့်ပါခံလိုက် သူတို့ဒီအပွင့်လေးတွေကကြတော့ကမိုးနှောင်းကာလပေါ့နော်ဆောင်းဝင်ကာစမှာစပြီးတော့မှဖွင့်ပါတယ်အထူးသဖြင့်ဆယ်လပိုင်းမှာပေါ့နော်ကြည့်ပါဦးအရွေးအဆစိမ့်နေတဲ့ဖဖားလေးပေါ့နော်ဒီအပွင့်နေနေလေးရအဓိကအဖြစ်လိပ်ပြလေးတွေတွဲဆောင်အောင်ဆရာအပင်လေးတွေပဲဖြစ်ပါတယ်။ဒီရတီကတော့ဒီပန်းတွေဝေးစစပွင့်နေတဲ့ကြောင့်ပေါ့ကျွန်တော်တို့ဒီငဖုတ်ဆေးလိပ်ပြပေါ့နော်ကွန်မန်ရိုးအုပ်စုတွေကဒီလိပ်ပြလေးတွေကလာရောက်ပြီးတော့မှဝီလာဆုတ်ကြပါတယ်။ကြည့်ပါဦး။ ဒီပန်းလေးတွေကိုဘဂိုတာဖလာဝါလို့ခေါ်ရတဲ့အကြောင်းအရာသူတဆင့်မီတဆင့်မီဆင်ရှိနေတဲ့ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်ရှိပါဘူးဒါကတော့သူတို့သဘာဝရှင်သန်ပအောင်ပုံလေးပဲဖြစ်ပါတယ်မိတ်ဆွေတငယ်ချင်းတို့ညီညာမောင်တို့ကြရဲ့လား